မျိုးဥမာပေါ့နော်ရေအိုက်တဲ့နေတယ်ဆိုလို့ရှိရင်ကိုဝင်ရနိုင်လားမရနိုင်ဘူးလားဆိုတဲ့အဖြေကိုတော်တော်များများလေးကသိချင်နေကြတာပေါ့နော် ပြီးတော့ရှိရင်ဒီအိုက်တဲ့ရဲ့ပြဿနာကမိန်းကလေးတော်တော်များများမှလည်းဖိလိရှိတဲ့ပြဿနာတစ်ခုလို့လည်းပြောလို့ရတာပေါ့နော်ဒီမျိုးဥအိမ်မှာရေအိုက်တဲ့တဲ့ပြဿနာကကို့မှာရှိနေတယ်ဆိုတဲ့အကြောင်းကိုသိတဲ့မိန်းကလေးတွေကလည်းနဲတယ်ပေါ့နော်ဗီဒီယိုလေးမစခင်မှာဆိုလို့ရှိရင်ဝီရိုရဲ့တက်မရေးပြုပြတာတွေကိုအများအားမျှဝေပေးနေတဲ့ဒီ channel လေးကိုနောက်ထပ်ဗီဒီယိုတွေဆက်လက်ပြီးတော့ကြည့်ရှုနိုင်အောင်နိုတီနဲ့ subscribe လေးနှိပ်ပေးသွားဖို့မေးပါနဲ့နော်ကဲဒါဆိုလို့ရှိရင်ကို့ရဲ့မမျိုးဥမှာဆိုလို့ရှိရင်ရေအိုက်တဲ့ တာကဘလို့ဖြစ်စေလဲဆိုတော့အကြောင်းရင်းကိုအရင်သိသိဖို့လိုပါတယ်နော်မျိုးသမီးတယောက်ရဲ့ဒီမျိုးဘွားအင်္ကာရဲ့အစိုက်ပိုင်းမှာဆိုလို့ရှိရင်မမွန်းဒီပုံစံရောအရွယ်စားသူရောစပြီးလို့ရှိရင်ဒီရှိတဲ့ဥအိမ်နှစ်ခုရှိတယ်ဒီမျိုးဥအိမ်တစ်ခုမှာဆိုလို့ရှိရင်တအိမ်ရဲ့တစ်ဖက်တစ်ချမ်းစီမှာဒီရှိတယ် ဒီမျိုးဥအတွေကဒီမျိုးဥအိမ်ထဲမှာဆိုလို့ရှိရင်ခီးထွားလာပြီးတော့လှစင်သမတာဆက်ဝန်းတွေကနေပြီးတော့မျိုးဥအိမ်ကနေဖြတ်ရှိလာတာဖြစ်ပါတယ်နော်အဲဆိုလို့ရှိရင်ဒီမျိုးဥအိမ်ကနေပြီးရောရေအိတ်ဆိုတာမျိုးကဒီမျိုးဥအိမ်အတွင်းမှာရှိတဲ့ရေအိတ်ဥနဲ့ဒီမှာပြင်ပတ်မှာဖြစ်တတ်တဲ့အရေးတွေပြည့်နေတဲ့အိတ်ကိုခေါ်တာမျိုးเนาะ နောက်တစ်ခုမှဆိုလို့ရှိရင်ဒီမျိုးဥအိမ်ရဲ့ရေအိတ်တွေရဲ့အရွယ်စားကတော့အမျိုးမျိုးရှိတယ်တချို့ဆိုလို့ရှိရင်ပဲဆေးရွယ်ရှိပြီးတော့တချို့ဆိုလို့ရှိရင်လိမ္မော်တီးခက်ကြီးတာမျိုးတွေလည်းရှိကြပေါ့နော်မျိုးဥအိမ်ကနေပြီးတော့ရေအိတ်တွေဆိုတာကစင်စာယောဂဖြစ်တာလည်းမဟုတ်တလို့အများစုကကျန်းမာရေးအတွက်အန္တရာယ်လည်းမရှိတတ်ကြဘူးပေါ့နော်မျိုးဥအိမ်ကရေအိတ်တွေပြီးဆိုတာနဲ့ခလေးမရနိုင်ဘူးဆိုတာကတရားရိုင်းဖိုင်နှုံမှန်ကန်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော် မျိုးဥအိမ်မှာဆိုလို့ရှိရင်ရေအိတ်တဲ့ပြီးကိုဝင်ရသွားတဲ့သူတွေကလည်းအများကြီးရှိတယ်။ကိုဝင်ရချင်းမရချင်းဟာကိုနဲ့ဖြစ်နေတဲ့ဒီမျိုးဥအိမ်ရေအိတ်မျိုးသားပေါ်မှာမူတည်နေတဲ့အရာတစ်ခုလို့ပြောပြလို့ရတယ်။ တချို့လူတွေရေအိုက်တယ်လေဆိုတာကဒီတိုင်ရဲ့အပြင်ဘက်ကနေပြီးတော့ဗောနော်ရေအိုက်တွေဖြစ်တာကြောင့်ဒီမမျိုးဥကာပိုက်ပြီးတော့ပြီးတော့ကိုရနိုင်ခြေကိုရော့ကျစေနိုင်တယ်ဗောနော်ပြီးလို့ရှိရင်ဒီရေအိုက်တဲ့နေတဲ့သူရိုင်းကခလေးမရနိုင်ဘူးလို့ပြောလို့မရပေမဲ့ခလေးမရတဲ့အမျိုးသမီး90ရာခိုင်နှုန်းကဒီအပြင်ဘက်မှာရှိနေတဲ့ရေအိုက်တွေကိုဗောနော် ပြီးတော့ရှိရင်သူကကပင်ဘက်တွေအများကြီးအချို့ရွေတွေအများကြီးကိုသူကတောက်တုံးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပြင်ဘက်မှာကြီးကြီးအိုက်တိတ်နေတာမျိုးတွေကကိုုံရနိုင်ကြီးကအရင်ကမှနေပါတယ်နော်နောက်တစ်ခုဆိုလို့ရှိရင်ကုတ်မှဒီမျိုးဥအိုက်မှရေအိုက်ရှိနေတယ်ကိုုံလည်းရှိနေတယ်ဆိုလို့ရှိရင်ဘလို့လောက်ပေးလို့ရနိုင်မလဲဆိုတဲ့အဖြေကလည်းတော်တော်သိရှိနေကြတယ် ကိုဝန်ဆက်ဆချင်းကလာမှာဆိုလို့ရှိရင်ဒီမျိုးဥအိမ်ကရေအိတ်တဲတာမျိုးတွေဖြစ်တတ်တယ်ဆိုပေမဲ့အများအားဖြစ်တော့စိုးရိမ်ကြမရှိဘူးเนาะဒါပေမဲ့ကိုဝန်တစ်ချောင်းလုံးဒီရေအိတ်ကဆက်ပြီးတော့ရှင်းထွားလာမှာဆိုလို့ရှိရင်ပြွားချိန်မှာဆိုလို့ရှိရင်အရန်ကိုမှဆက်ခဲစေနိုင်ပါတယ်ဒီလိုရှိရေအဲ့ဒီကပောက်ွဲသွားတတ်တာကြောင့်ဒီတာဖွားမီရဲ့ဆရာဝန်နည်းနဲ့ကိုကိုကအပ်ထားပြီးတော့ပုံမှန်စုစားမှုခံယူမယ်ဆိုလို့ရှိရင်တော့ဒါကအသက်တာစေနိုင်ပါတယ်နော် ကဲဒါဆိုလို့ရှိရင်တော်တော်များများသိရှိနေကြရတယ်ဒီရဲ့အဲ့တဲ့နေကိုဝင်ရနိုင်မလားဆိုတဲ့အဖြေကတော့အားလုံးသိကြလိုက်မယ်လို့ဝီကတော့ထင်ပါတယ်နော်